အသက်9လပဲရှိသေးတဲ့ကလေးမလေးကိုပထွေးဖြစ်သူမှာငိုလို့ဆိုပြီးရိုက်နှက်ခဲ့တာကြောင့်နှံရိုးနှချောင်းကျိုးကအုံနှောင်းမှတွေးခဲသွားခဲ့ပါတယ်ဖြစ်စဉ်ကတော့၄လပိုင်း26ရက်နေ့ကထိုင်းတည်နေမှာဖော်ပြလာတယ်။ထိုင်းနိုင်ငံနှခွန်ရချာစီမာမျိုးမှာနေထိုင်တဲ့အသက်24နှစ်အရွယ်နိုင်ဘန်းဆိုတဲ့ပထွေဖြစ်သူဟာအခုမှအသက်9လပဲရှိသေးတဲ့တမီလေးကိုငိုလို့ဆိုပြီးရိုက်နှက်ခဲ့တာကြောင့်လက်ရှိမှာတမီလေးကိုဇေယုံတင်ထားရပြီးတမီလေးရဲ့အခြေအနေမှာတော့နှံယိုးနှချောင်းကျိုးက အုံနှောင်းနဲ့မျက်လုံးမှတွေးခဲသွားပြီးတမီလေးရဲ့မအင်္ဂါဟာဆိုရင်လဲစုပ်ပြေနေခဲ့ပါတယ်။နောက်ပြီးတမီလေးရဲ့ခန္ဓာကိုယ်နေရာအနှံ့မှာသွားနဲ့အကိုက်ခံထားရတဲ့ဒဏ်ရာတွေနဲ့တွေးကြည့်ဦးနေတဲ့ဒဏ်ရာတွေများစွာကိုလည်းတွေ့ရှိခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးသိရတာကတော့ပြီးခဲ့တဲ့26ရက်နေ့မနက်ပိုင်းမှာတမီလေးဟာအစာတွေအံပြီးသတိလဲသွားတာကြောင့်တမီလေးရဲ့မိခင်ဖြစ်သူဟာပတ်ဝန်းကျင်ကလူတွေကိုအကူအညီတောင်းကတမီလေးကိုစေယုံတင်ခဲ့ပါတယ်။အိုင်းနောက်ပိုင်းမှာတော့ဆရာဝန်တွေဟာတမီလေးကိုအစွမ်းကုန်ကူတာခဲ့ပေမဲ့အခြေအနေမထူးခြားလာပဲလက်ရှိမှာတော့တမီလေးရဲ့အုံနောက်ဟာအလုံးမလုံးတော့ဘူးလို့ဆရာဝန်တွေမှပြောပါတယ်။ ပဝင်ချင်းကလူတွေပြောတာကတော့တမီလေးရဲ့မိခင်ဟာအပြစ်မှာအလုထွက်လို့ရပြီအလုထွက်လို့တဲ့အခမျိုးတွေမှာတမီလေးကိုပထွေးဖြစ်သူနဲ့အိမ်မှာထားခဲ့ရပါတယ် မိခင်ဖြစ်သူအိမ်ကထွက်သွားပြီးဆိုတာနဲ့တမီးလေးရဲ့ငိုတံကိုနေတိုင်းလိုလိုကြားရပြီးလက်ရှိမှာတော့တဆိုင်ရာတွေကပထွေးဖြစ်သူကိုစစ်ဆေးဖို့အတွက်ခေါ်ယူသွားခဲ့တယ်လို့ပတ်ဝန်းကျင်ကလူတွေမှပြောပါတယ်။နောက်ပြီးတမီးလေးရဲ့အဖိုးဖြစ်သူပြောပြတာကအခင်ဖြစ်တဲ့နေကမိလေးရဲ့အမေဖြစ်သူကျွန်တော်သားနဲ့ကွဲသွားပြီးဖြစ်တဲ့အသက်23နှစ်အရွယ်ဂျနစ်စတာဆိုတဲ့မိန်းကလေးဟာကျွန်တော်ကိုဖုန်ဆက်လာပြီးမိလေးကိုစေရုံပို့ဖို့အတွက်အကူအညီတောင်းတယ်။အဲအချိန်မှာကျွန်တော်ချက်ချင်းဆိုသလိုပဲလိုက်သွားခဲ့ပြီးဟိုရောက်တော့မိလေးတတိမရှိတော့ဘူး။ဒီလိုနဲ့ကျွန်တော်လည်းမိလေးကို ောက်ချီပြီးကမန်းကရန်စီယုံပို့ပေးခဲ့တယ်။ နောက်ပြီးမီးလေးနဲ့သူ့အမေနေထိုင်တဲ့အိမ်ဟာကျွန်တော်ကိုယ်တိုင်စောက်ထားတာဖြစ်ပြီးတားဖြစ်သူ့နဲ့ချွေမနေထိုင်ဖို့အတွက်စောင့်ပေးထားတာဖြစ်တဲ့အိုင်နောက်ပိုင်းမှာတားဖြစ်သူ့နဲ့ချွေမစကားများရန်ဖြစ်ပြီးလမ်းခွဲကြတော့တားဖြစ်သူ့ကအိမ်ကနေထွက်သွားခဲ့တယ်။အဲ့ဒီအိမ်မှာသူ့မိန်းမနဲ့ကလေးကိုပေးနေထားတယ်။သူတို့လိမယား꽌ပြီး၁၀ရက်လောက်ကြာမှာတော့ချွေမဖြစ်သူအသက်23နှစ်အရွယ်ဂျန်နီစတာဆိုတဲ့မိန်းကလေးဟာသူ့ရဲ့နောက်ယောက်ျားကိုခေါ်လာပြီးကျွန်တော်စောင့်ထားတဲ့အိမ်မှာအတူနေထိုင်ကြတယ်။ကျွန်တော်လဲသူတို့နဲ့တိတ်ပြီးမရှုပ်ချင်တာကြောင့်ဘာမှမပြောဘဲလွတ်ထားပေးခဲ့တာဖြစ်ပြီးအိုင်နောက်ပိုင်းမှာပတ်ဝန်း င်ခြင်းကလူတွေကျွန်တော်ကိုလာပြီးပြောတာက ဂျနစ်စတာဆိုတဲ့မိန်းကလေးအလုပ်သွားခြင်းမိလေးကိုသူ့ရဲ့နောက်ယောက်ျားပထွေးဖြစ်သူနဲ့ပြစ်ထားပြီးသွားတယ်လို့ပြောတယ်ကျွန်တော်ဘက်ကတော့မိလေးကိုတနာပေးမယ်မိလေးကိုကျွန်တော်ရဲ့ဒါကလေးရဲ့အဖေဖြစ်သူကခေါ်ပြီးမွေးမယ်ဆိုရင်ကလေးရဲ့အမေဖြစ်သူဂျနစ်စတာဆိုတဲ့မိန်းကလေးကအမှုဖွင့်တရားစွဲမယ်ဆိုပြီးကျွန်တော်ရဲ့ဒါကိုချိန်ချောက်တယ်ပြီးတော့မိလေးကိုသူ့ရဲ့နောက်ယောက်ျားပထွေးဖြစ်သူနဲ့ထားတာကြောင့်မိလေးအခုလို့အခြေအနေမျိုးနဲ့ကြုံတွေ့ခဲ့ရတာဖြစ်တယ်လို့ကိုလာအွေသမီးလေးရဲ့အဖိုးဖြစ်သူမှထိုင်းတရင်တောက်တဲ့ကိုပြောပြပါဗါတယ်။နောက်ပြီးအသက်ကိုလာအွေသမီးလေးနေထိုင်တဲ့အခင် င်းဖြစ်ခဲ့တဲ့အိမ်ရဲ့ဘေးအိမ်မှာနေထိုင်နေ။နန်းစဝိုင်းဆိုတဲ့အမျိုးသမီးပြောပြတာကပြီးခဲ့တဲ့26ရက်နေ့မနက်၄နာရီအချိန်လောက်မှာတမီလေးအောင်ကိုတဲ့အတန်ကိုကြားရတယ်။အဲ့ဒီနေ့7နာရီလောက်ကိုရောက်တော့တမီလေးရဲ့အမေဖြစ်သူဟာသူမရဲ့အိမ်ကိုပြေးလာပြီးအကူအညီလာတောင်းတယ်။ ပြီးသွားတော့ကလေးကိုအောင်မှချပြီးသူ့ရဲ့ဆွေမျိုးတွေကိုဖုံးဆက်တယ်။အိုင်နောက်ပိုင်းမှာသူ့ရဲ့ဆွေမျိုးတွေရောက်လာပြီးကလေးကိုဇေယုံခေါ်သွားခဲ့တာဖြစ်တယ်။နောက်ပြီးအန်နီကသူ့မကလေးရဲ့အမေကိုကလေးပါဖြစ်တာလေလို့မေးတော့ကလေးရဲ့အမေဖြစ်သူဂျန်နစ်စတာဆိုတဲ့မိန်းကလေးဟာစကားကိုဟိုလဲဒီလဲနဲ့ကလေးပါဖြစ်မှန်းမသိဘူးဆိုပြီးပြောတယ်။အန်နီကလေးကကလေးရဲ့ခန္ဓာကိုယ်မှာမတင်ကားစရာဖြစ်လောက်တဲ့အရိုက်ခံထားရပြီးညိုမဲနေတဲ့ဒဏ်ရာတချို့ကိုတွေ့တယ်။နောက်ပြီးကလေးရဲ့အမေနဲ့ပထွေးဖြစ်သူဟာအိမ်ထဲမှာပဲအမြဲတမ်းနေပြီးတိတ်ပြီးအပြင်ထွက်တာမျိုးမတွေ့ဘူး။တခါတလေဆိုကလေး ေးရဲ့အမေဟာအလုသွားပြီးကလေးကိုတော့ပထွေးဖြစ်သူနဲ့ပြစ်ထားခဲ့တယ်။နောက်ဆုံးမှာတော့ကိုလာအရွယ်သမီးလေးအခုလို့အခြေအနေမျိုးနဲ့ကြုံတွေ့ရတာကိုသိခဲ့ရတာဖြစ်တယ်လို့ဘေးအိမ်မှာနေထိုင်တဲ့အမျိုးသမီးမှထိုင်းတရင်တောက်တေးကိုပြောပြပါဗျ။လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့ကပထွေးဖြစ်သူအသက်24နှစ်အရွယ်နိုင်ဘန်းဆိုသူကိုဖမ်းဆီးထားပြီးကလေးရဲ့အမေဖြစ်သူကိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတတိကြီးနဲ့အမှုမဖွင့်တာကြောင့်စစ်ဆေးမှုပြုလုပ်ပြီးသွားရင်ကလေးရဲ့အမေကိုအေးအေးယူမှုပြုလုပ်သွားမှာဖြစ်တယ်လို့ထိုင်းတဲ့တင်မှာပြောပါရတယ်။